ဝါးရဲ့ကောင်မလေးတွေအတွက်ဒီလိုမျိုး cute top လေးတွေကိုဘယ်လိုမျိုး styling လေးလုပ်ပြီးတော့ဝတ်ရလှလဲဆိုတာကိုအပေးပို့ပြပေးမယ်နော်ပထမဦးဆုံးဒီအညိုရောင်လေးကိုတော့အပေးကအညိုရောင် cultural skirt လေးနဲ့တွဲပြီးတော့ဝတ်ထားပါရဲ့ ဒီပုံစံလေးကလုံးဝကိုဖြူတိုက်ပြီးဖြစ်ပြီးတော့မှာအပယ်လိုဝါရီသူတွေအတွက်ပေါင်တန်လေးလည်းပိုသွဲသွားပြီးတော့ body shape လေးလည်းပိုပြီးတော့ပေါ်သွားတယ်လို့မျိုးခန်းစားစေရတယ်ပေါ့နော်ဒီအညိုရောင်လေးကလေအသားအရန်ဆောင်ပြီးတော့မှာတော်တော်လေးလည်းလူကြိုက်များတဲ့အရောင်လေးပေါ့နော်အပယ်ရဲ့ favorite color တွေမှာလည်းပါပါတယ်ဒီအညိုလေးကိုမှာသူကအဖြူရောင်စားလေးနဲ့တွဲပေးထားတာဖြစ်တဲ့အတွက်လေအဖြူရောင် skirt လေးတွေနဲ့ပဲဖြစ်ဖြစ်ဘောင်းကြီးလေးနဲ့ပဲဖြစ်ဖြစ်ထမိတ်လေးနဲ့ပဲဖြစ်ဖြစ်တွဲပြီးတော့မှာဝတ်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုမှာလှောက်မဲ့အင်းကြီးလေးပေါ့နော်အခုဒီ beige top လေးကိုတော့အပယ်ကလက်ပြရောင် style ပန့်လေးနဲ့တွဲဝတ်ထားရပေါ့နော်ဒီလို ုံစံမျိုးလေးကရုံသွားတဲ့အချိန်မျိုးမှာဝင်လဲလှတယ်။ကြောင်းသွားတဲ့အချိန်မျိုးတွေမီတင်သွားတဲ့အချိန်မျိုးတွေမှာဝင်မယ်ဆိုလို့ရှင်လဲလှရဲပေါ့နော်။ဒီလိုပုံစံမျိုးလေးကိုအပေါ်ကနေ tweak out ကလေးတွေ၊ကုတ်ကုတ်အင်ကြီးလေးတွေထပ်ပြီးတော့ဝင်မယ်ဆိုလို့ရှင်လဲလုံးဝ smart ကြရဲအလှမျိုးလေးကိုဖြစ်မှာပေါ့နော်။ဒီလိုပုံစံမျိုးလေးဆိုလို့ရှင်လဲလုံးဝကို cute and smart ဖြစ်နေမှာပါ။ ဒီပုံစံလေးကတော့အပဲအများတန်းဝင်နေကြပုံစံလေးဖြစ်ပြီးတော့ဘန်ကောက်မှာဆိုလို့ရှိရင်အခုလက်တလောအရန် trend နေတဲ့ပုံစံမျိုးလေးဆိုလို့ရှိရင်လည်းမမှားပါဘူး။သူ့ရဲ့အယောင်လေးကအပဲအကျိုက်ဆုံး baby pink အယောင်လေးဖြစ်ပြီးတော့မှသူ့ရဲ့ size လေးကယင်38ကနေ44အထိဝတ်လို့ရပါတယ်။အပဲလိုဝါရီကောင်မလေးတွေကလေဒီလိုမျိုး fit top လေးတွေဝတ်လို့ရှိရင်ပို့ပြီးတော့တည်တည်အောင်ခန်းစားစီရတဲ့အတွက်စမ်းပြီးတော့ဝတ်ကြည့်ဖို့အတွက်အပဲ recommend လုပ်ပါတယ်။ရွေးချယ်စရာအယောင်လေးတွေကတော့ဘာနဲ့မဆိုအတွဲဝတ်လို့လိုက်တဲ့အဖြူယောင်အရန်ကြိုက်ကြတဲ့အမဲယောင်အပဲအကျိုက်ဆုံးအညိုယောင် ါလေးကတော့ဗေးဒါရအယောင်နုနုလေးလေးနဲ့အရန်အသားဆောင်တဲ့အယောင်လေးဖြစ်ပါတယ်နောက်ဆုံးကတော့အပဲ့ရဲ့အကြိုက်ဆုံးအကြိုက်ဆုံးတွေကဘေဘီဖိင်းလေးဖြစ်ပါတယ်ဒီ၅ရောင်လုံးကိုအပဲ့ကလက်ဆောင်လေးပေးသွားမှာမလို့ပဲအယောင်အကြိုက်ဆုံးလဲဆိုတာကိုကမှမမှန်ခဲ့ပြုံးနော်ဒီ top လေးတွေကိုသဘောကျလို့မှတ်ခြင်းနဲ့ဆိုလို့ရှိရင်နော် Nan U Fashion ရဲ့ Facebook page နဲ့ TikTok account လေးကနေပြီးတော့မှာလို့ရပါရှင့်